ဒီနေ့ပြောပြမှာက VAT 1 VAT 1လို့ပြောလိုက်တာနဲ့မှတ်ထားမှာက A1 ဒီအမှတ်တမ်းတတိရှိတယ်အဲ့တခုတခြားမှတ်ထား VAT 1လို့ပြောလိုက်တာဖြစ်နေတယ် VAT 1ဟာတတိရှိရလို့မှတ်ထားပါတော့ဟုတ်ပြီအဲ့ဒါဟာဘာကြောင့်လို့ပြောလဲဆိုရင်အခုစမ်းတဲ့နေရေးသဘောပေါက်နေမယ်အဲ့တော့ VAT 1နဲ့ရေးထားတဲ့စာကြောင်းကြောင်းကိုဘယ်လိုခေါ်လဲဆိုတာအရင်မှတ်မယ်ဘယ်လိုခေါ်လဲဆိုရင် present simple လို့ခေါ်တယ်နော်မြတ်ပြောနေတဲ့တန်း7မျိုးတန်း7မျိုးတန်း24မျိုးစသဖြင့်ပြောနေကြရတဲ့အထက်မှာပထမဆုံးတန်းတစ်ခုပြောပါဆို present simple tense လို့ခေါ်ရနော် present simple tense ဆိုတာ ဘာလဲဆိုရင်ရိုးရိုးပစ္စုပန်ကားလားလို့ခေါ်တယ်။မမလူပါတာပြန်မယ်ဆိုရင်အဲ့တော့အဲ့လိုမျိုးအခေါ်အဝါတွေမှန်မှန်ပြီလေအဓိက key point တွေမှိုင်လဲရတယ်။အဓိကတိရမှာဘဝနဲ့ရေးထားတဲ့ဟာကို present simple လို့ခေါ်တယ်။ဘဝကိုဘယ်ခါမှသုံးမလဲဆိုတာမှတ်ကြတယ်။အဲ့ဒါကဘာလဲဆိုရင် အမှန်တရားတွေအမှန်တရားတွေဆိုရင်ကျတော့ဘဝနဲ့ရေးရတယ်။နေရာအခြေရကထွက်တာတို့နွားတကောင်မှာခြေတော်လေးချောင်းရှိတာတို့ဒီလိုဟာမျိုးပေါ့။အဲ့ဒါကိုအမှန်တရားလို့ခေါ်တယ်။အမှန်တရားစာကြောင်းကြောင်းဒီအမှန်တရားလို့ယူဆရင်ဘဝနဲ့ပဲရေးရတယ်။ fact 2တွေ way တွေ ING တွေမသုံး။ဟောစားတစ်ခါကြတော့နေ့စဉ်လုံယိုးလုံးစဉ်လေ။နေ့စဉ်လုံယိုးလုံးစဉ်ဆိုတာဘယ်တိုင်းမှာငါတို့အိယာထပါတယ်။အဲမမောကတော့ဘယ်အချိန်မှာကြောက်အောင်သွားပါလဲ။မမောကတော့မနက်စာဘာနဲ့စားလိရှိပါလဲ။စသဖြင့်နေ့စဉ်လုံယိုးလုံးစဉ်ကိစ္စတွေပြောရတယ်။ဘဝနဲ့ရရတယ်။ဟောနောက်တစ်ခါကြတော့အလေးအကျင့်လေ။အလေးအကျင့်เนี่ยမနေ့ကတော့ချက် frequency ကိုစဉ်းစားခဲ့တယ်ပေါ့နော်။ तू ကအမြဲတမ်းဒါပဲ။ तू ဘာလုပ်လို့ရှိတယ်ပေါ့။ သူကတခါတည်းရန်တော့ကစားမှုမှာသွားပြီးကစားလေးရှိတယ်။သူ့ရဲ့အလေးအကျင့်လို့ပြောမယ်ဆိုရင်လည်းချက်တော့ဘောင်ဝမ်းနဲ့အေးရပါတယ်။အဲ့တော့ပြောပြောမယ်။ဘောင်ဝမ်းဒီ present simple tense နဲ့ကြီးရတယ်။အမှန်တရားအတွက်နေ့စဉ်လုံလုံလုံစင်နဲ့အလေးအကျင့်တွေအတွက်ဆိုရင်ချက်တော့ဘောင်သုံးမယ်ဆိုရင်ဘောင်ဝမ်းနဲ့သွားရမယ်။အမြဲတမ်းဗဇီယိုနဲ့ဘောင်ဝမ်းမတူးလို့ဆရာလည်းပြောခဲ့တယ်။ဗဇီယိုဒီ origin နဲ့အလုပ်ဖြစ်တယ်။ဥမာဖြစ်ဆိုရင် SLEP sleep ဒါဆိုဘာလဲဆိုရင် eight ဒီ။ဘောင်ဝမ်းမှာမြန်မာ channel လုံးရေးပေးတယ်။ sleep မှာ s ပါတာတစ်လုံး s မှာပါတာတစ်လုံး။တစ်ခုကိန်းတယောက်တည်းအတွက်ဆိုရင် ် S ထည့်ရမယ်။အများကြီးအတွက်ဆိုရင် S မထည့်ရဘူး။ I နဲ့ U ဒီဘာဘာဆန်နဲ့ဘာဘာဆန်နဲ့မှတ်မိတာ။အခု day 12ကိုရောက်နေပြီဆိုတော့ day 1နဲ့11ထိဟိုကြော်ပြီးတော့ day 12တော့မကြည့်စေချင်ဘူးပေါ့နော်။ day 1နဲ့တနည်းစီတက်ခဲ့နောက်မကြပါဘူး။ကျွန်တော်ဗီဒီယိုလည်းမဖြတ်ပါဘူး။အဲ့တော့ sleep မှာ S ပါတာနဲ့ S မှာပါတာကိုကျွန်တော်ပြောပြပြီနော်။တစ်ခုကိန်းဆိုရင် S ထည့်မယ်။အများဆုံး S မထည့်ဘူး။ I နဲ့ U ဒီတဲ့ first person နဲ့ second person ဖြစ်တဲ့အတွက်ကျွန်တော်တို့ကပါလဲဆိုရင် S ကိုမထည့်တဲ့ ဒီ S မပါတဲ့အများသုံးတဲ့ဟာပဲသုံးရမယ်သူက specialist ပေါ့နော်ဟုတ်ပြီအဲ့ဒါကိုမှတ်ထားမယ်ကဲဆက်သွားမယ်အဲ့တော့ဒီနေ့ဘာပုံစံတင်ပါလဲဆိုရင်ဘဝနဲ့စာကြောင်းတွေကိုတိဆောက်မယ်ဘဝနဲ့စာကြောင်းတွေတိဆောက်မယ်ဆိုရင်ပထမဆုံးဘာပုံစံရှိမလဲဆိုရင် affirmative ပုံစံရှိမယ် affirmative ဆိုတာရိုးရိုးပုံစံရိုးရိုးပုံစံနော်ဒီနဲ့ပဲဆုံးတာအငင်းမဟုတ်ဘူးမဟုတ်ဘူးလို့မငင်ဘူးမေးခွန်းနေမဟုတ်ဘူးရိုးရိုးပုံစံ affirmative လို့ခေါ်တယ် subject upon verb one ကျောင်းသားတွေတော်များပြောလို့ရှိရင်ကဲကျောင်းသားတွေတားရင်ငါသွားတယ်ဒါမို့ ငါအိတ်တယ်ဆိုရင်ဘယ်လိုပြောလဲဆိုရင်သူကဘယ်လိုပြောဆိုရင် I am sleep လို့ပြောကြတယ်အဲ့ဒီမှာမှားတာပဲဘာကြောင့်လဲဆိုတော့မှဒီအချက်နဲ့စထားထောက် for 1ဒီ sleep ဘဝ1ဒီတစ်လုံးနဲ့ပဲရေးရတယ် am ကိုလို့ကိုမလို့ဘူး am is are ထည့်ပြီဆိုလေးကဘဝ1ရှိမှာ am is are ထည့်ပြီဆိုလေးကမှားပြီပဲဘဝ1ဒီ am is are နဲ့မတွေ့ဘူး तू ကအရန်တက်တိရှိရတစ်လုံးနဲ့ပဲရေးရတယ် तू ထိုင်ပြီဆိုရင်သူတို့ပြောလို့ရှိရ he is sit he is sit down အဲ့လိုပြောကြတယ် he is ဆိုတာကိုမလို့တာထိုင်ပြီဆိုရင် sit ပဲပေါ့ he sit တော်ပြီပေါ့ဘယ်လိုဖြစ်လို့ am is are ထည့်မှာလဲ MSR ထည့်တယ်ဆိုတာအကျင့်ပါလေ။ TD ရှိတဲ့ ID ပြင် MSR ခဏခဏ၃နေချဆိုတော့ဘဝန်ရဲ့ရှေ့မှာလည်းသူကထည့်မိကြတာ။အဲ့တော့ထည့်လို့မရဘူး။ဘဝန်ကဒီတစ်လုံးနဲ့ပဲ plain ရရတယ်။တစ်ခုပဲတတိထားမှာတစ်ခုကိန်းဆိုရင်သူ့နောက်မှာ S လေးထည့်မယ်။အများစိန်မထည့်ဘူးဒါပဲ။သူ့အရှိမှာ M နဲ့ S နဲ့ထည့်လို့မရဘူး။အဲ့တော့ subject ပြင်ဘဝန်ပဲ။အဲ့တော့တစ်ခုကိန်းတွေအများကြီးနေအတွက်ဆိုရင် S ထည့်တာလို့ ES ထည့်လို့ရှိနိုင်တယ်။ဒါရိုးရိုးပုံစံကနမူနာပြောပြမယ်။ကျွန်တော် 8D I ဒါ subject ဘာမှမပါလဲဆိုရင် sleep ကျွန်တော် 8D သူ 8D he sleep သူအဲ့ဒီဆိုလို့ရှိရင်ကြတော့ဆရာဘာလို့လဲဆိုလို့ရှိရင် s လို့လေဘာကြောင့်လဲဆိုတော့ he ဒီဘာဖြစ်လို့လဲဆိုရင်တခုကိမဟုတ်လို့ဟောနောက်ခါသူတို့အဲ့ဒီ they အဲ့ဒီကဘာလဲဆိုရင် sleep s လို့လားဆိုတော့မလို့ဘာကြောင့်မလို့လဲ they are အများမလို့ i မှာဘာကြောင့်မလို့လဲ I'm the first person ဖြစ်လို့တယောက်တည်းမလို့ I လိုပဲ you the ဆိုရင်လည်း s မလို့ he တို့ she တို့ it တို့တခုခိုင်းနေဆိုရင် s လိုပဲမောင်မောင်တို့ကြော်ကြော်တို့တယောက်တည်းဖြစ်နေပြီဆိုရင်ကျွန်တော်ကဘာလို့လဲဆိုရင် s လိုပဲဒါက verb ရဲ့ affirmative ရိုးရိုးပုံစံဟုတ်ပြီနောက်တစ်ခုကဘာလဲဆိုရင် negative ပုံစံလာမယ် negative ဆိုတာဘာလဲဆိုရင်အငင်းလာ subject negative လို့ပြောလိုက်တာတဲ့တပိုင်းထံဖေကောင်ကဝင်လာခြင်းလဲဆိုရင် not not ဆိုတဲ့ဒီကောင်ကဝင်လာခြင်းလဲတော့လာမယ်ဒါပေမဲ့အဲ့ not not ဒီသူ့ကိုကြိုးစုံမဲ့သူတရားရောက်ရှိဖို့လိုတယ် ကျိုးဆုံမဲ့သူဒီ main pad မဖြစ်အောင်ဥပမာဖြစ်ဆိုဘဝန်းတို့ vat 2တို့ fine စီတို့မဖြစ်အောင်အခုတလုံးလုံးရှိမှသူကလာမှာဒါပေမဲ့ခက်တာကလည်းဘဝန်းကတတိရှိတဲ့အကောင်ဖြစ်နေတယ်သူ့အရှိမဘာအကူအညီမှမရှိဘူးဘာအကူမှမရှိဘူး not လာခြင်းပေမဲ့သွားတဲ့ဘဝန်းနဲ့လည်းသွားတွေ့လို့မရအောင်ဥပမာ तू မအိပ်ဘူးဆိုရင် he not sleep လို့သွားပြောလို့မရအောင် sleep နဲ့ not နဲ့သွားတွေ့လို့မရအောင် main vat ဖြစ်နေတယ်ပြောလို့မရအောင်အခုတလုံးရှိရတယ်အဲ့တော့ဘဝန်းမှာလည်းအကူမရှိဘူးဆိုရင်ဒါဆိုရင်ဘာစဉ်းစားမလဲအကူကိုခေါ်ရတယ်အဲ့ဒါဘာလဲဆိုရင် do နဲ့ desk ကိုခေါ်လိုက်တယ် ဲ့တော့ do နဲ့ dash ကဘယ်ခါမှခေါ်လဲဆိုရင် but one ကိုအကူလုပ်ဖို့ဆိုရင်ခေါ်တယ်အဲ့တော့ do နဲ့ dash လဲခေါ်လိုက်လဲခေါ်လိုက်ကောအဲ့ NOD node လေးကဘာလုပ်ခွင့်ရပါဆိုတော့လာခွင့်ရတော့ NOD node က do နဲ့ dash ကိုလာမယ်ဆိုတော့ do နဲ့ not နဲ့ပေါင်းတော့ do not ပေါ့ dash နဲ့ not နဲ့ပေါင်းတော့ dash not ဒါပေမဲ့အတူကောက်ရေးလို့ရတယ် do နဲ့ not နဲ့ပေါင်းရင် do and apostrophe d ပို့တော့ရေးရမယ် dash နဲ့ not နဲ့ပေါင်းရင် do es and apostrophe d အတန်အတွက်ဒီပြောမယ် do and apostrophe d က don't D O E S N apostrophe T ရပါလဲဆိုရင် doesn't အဲ့တော့ဒါဖြစ်သွားပြီလဲဆိုလို့ရှိရင်အကူတွေဝင်လို့ရသွားပြီအကူနှလုံးခါလိုက်တော့ not ဝင်လို့ရသွားပြီဒါပေမဲ့ခတ်တာကလည်းအေးဘဝန်းဆိုရဲကောင်လည်းရပါလာကြီးကတလုံးတည်းပဲနေချင်တာဒူးတွေ dust တွေလာတော့နည်းနည်းရှုပ်သွားရယ်သူမနေချင်တော့ဘူးအဲ့တော့ဘာဖြစ်သွားလဲဆိုရင်ဘဝန်းကနေဘဇီးလိုဖြစ်သွားတယ်ပြောချင်တာက s d e s d ပါတယ်ဆိုရင်တော့မှပြုတ်သွားတယ်နမူနာပြောပြမယ်အစက he sleep ဆိုပြီးတော့ s ပါပြီးမဲ့လေ तू မအိပ်ဖူးလို့ပြောရမယ်ဆိုရင်ချဲတော့စဉ်းစားကြည့်မယ် he ဒီတခုကိန်းလားအများကိန်းလား တခုခိတယောက်ဆိုရင် dozen အောင်တော့မယ်နော်ရောမရောနဲ့မှတ်ထားအများဆိုရင် don't တခုခိဆိုရင် dozen i နဲ့ you တွေဆိုလို့ရှိရင် don't အများသဘောဆောင်တဲ့ဟာတော့မယ်တခုခိတယောက်ထည့်တဲ့ဒီ dozen အခု he ကကြတယ်ဆိုတာဘာတော့မယ်ဆိုရင် he dozen ဒါပေမဲ့ dozen ဝင်လာပြီဆိုရင်ဒီဘဝကဒီမနေချင်တော့သူကအစတည်းတက်တိရှိရအောင်ဆိုတော့သူမနေချင်တော့ဘူးအဲ့ဆိုဘာပြောင်းသွားမလဲ verse 0 origin နဲ့အလုံးပြန်ပြောင်းသွားမယ်အဲ့တော့ he doesn't sleep ဆိုပြီးတော့ဖြတ်သွားတယ် ဲ့လိုပဲငါမအိပ်ဘူးလို့ပြောမယ်ဆိုရင် i ဟုတ်ပြီနော် i ဒီဘာပါဆန်လဲလို့ပြောထားခဲ့လဲဆိုရင် first person first person ဒီတစ်ခုကိန်းသုံးတဲ့ဟာမသုံးအများကိန်းသုံးတဲ့ don't ကိုပဲသုံးတယ် i don't ဆရာရဲ့ तू ကအစတည်း s မပါဒီမှာလည်း s မပါတာအဲ့လိုမဟုတ်ဘူးဒီကောင်က but 1ဘာကြောင့် s မထည့်လဲ first person မို့လို့ s မထည့်ရဒီကောင်က but 0ဘာကြောင့် but 0လို့ပြောနိုင်ရတာလဲဒူးတွေ dust တွေကနောက်မှရှိရသည်ဘာမလို့မလို့လဲဆိုရင် but 0မို့လို့အဲ့သဘောတရားလည်းလည်းနားလည်အောင်လို့ဟုတ်ပြီနောက်ခါဒီတစ်ခုကိုကြည့်မယ် ဒီတစ်ခုကဘာလဲဆိုလို့ရှိရင် frequency အကြောင်းကိုကျပြောမှာဖြစ်တယ်အဲ့တော့ frequency ကမနေ့ကတင်ခဲ့တယ် all the way လို့ usually လို့ခဏပြောရလေအလေးအကျင့်နေဆိုရင် frequency တွေပါလာမှာပဲသူအမြဲတမ်းသွားတယ်သူတစ်ခါတလေတော့သွားတယ်အဲသူတစ်ခါတလေတော့ဘောလုံးကန်တယ်အဲသူအမြဲလို့လို့ကြည့်ကူးတယ်စတင်အမြဲလို့လို့တစ်ခါတင်ရင်အဲ့ဒါလေးမသိသေးရင်မနေ့ဟာသူကကြက်လိုက်အဲ့လို frequency ရဲ့ပိုင်းဘယ်နေရာမှာထည့်မလဲပုံမှန်ပြောနေတာက subject verb နော်ပြီးခံရတဲ့ object ပြီးနေရာလို့ခေါ်တဲ့ place လာမယ်ပြီးအချိန်လို့ခေါ်တဲ့ time လာမယ်ပေါ့နော် အဲ့ဒါလာမယ်ဟုတ်ပြီဒါပေမဲ့ frequency ပိုင်းဘယ်တော့သွားထုတ်ထည့်လိုက်မလဲ always တို့ usually တို့မနေ့ကတင်တဲ့ဟို frequently တို့เนาะနောက် hardly ever တို့ never တို့အဲ့ဒါဒီပိုင်းမှာထည့်ရမယ်ဆိုရင်အမှားထည့်ရမယ်ဆိုချက်ပြောမယ် subject about frequency လာမယ်ပြီး verb one လာမယ်ပြီးမှကျန်တော့ဆက်ရေးမယ်အဲ့ဒါ frequency ဒီဘာရဲ့အရှိကိုဖြတ်ဝင်လဲဆိုရင် verb one ရဲ့အရှိကိုဖြတ်ဝင်တယ်ဟုတ်ပြီနောက်တစ်ခုမှတ်ထားရမှာကဒါဆိုရင် 当年登山的，谁个被哪个骗过没？当年登山的，哪个骗过没？那非关系我们，你还留么他？哎，着，有有嘛事，帮我联系我们。你嘛事？当年登山的，哪个骗的有我们？反正我们那点苦，要么不弄。土地，这卡地呀，个啥款多？多啊地属于啥叫叫伊么事？三不接，就叫黑路去吧，伊来哟。喏，比如，个啥款多啊地？个啥款属于你呀？多啊地属于我。哎，我先拦了，谁？非关系拦没？ တခါတည်းရဆိုတဲ့အကြောင်းတခါတည်းရမနေ့ကတော့ day 11မှာချက်ခိုင်းထားတယ် sometime လို့ခေါ်တယ်အဲ့ဒီ frequency လို့အရင်မလုပ်လိုက်ရလဲဆိုရင်ဈေးလိုက်ရတယ်အဲ့တော့ he sometimes အဲ့ဘယ်လိုရှင်ဘာလာမလဲဆိုရင် vet လာမယ်တွားသည်ဆိုတော့ဘာလဲဆိုရင် go ဟုတ်ကဲ့အဲ့မှာလာပြီဘောင်ဝမ်းဒီအမြဲတမ်းနှလုံးရှိတယ်တခုကိန်းသားပြန်ကြည့် subject နဲ့ပဲပြန်ချိန်ရတာ subject ဒီ he တယောက်တည်းဖြစ်တဲ့အကြောင်းဒီနားမှာဘာထည့်လဲဆိုရင် es goes ကြတော့ s မထည့်ဘူး es ထည့်တယ်အဲ့လိုပဲနောက်ခုမှတ်ထားမှာက ီလို SD SHD CHD XD နဲ့ဆုံးတဲ့အလုံးတွေဆိုရင်လည်း ES ထဲနေရှိတယ်အားလေးရှင်းမှတ်ထားအဲ့တော့ကစားကွင်းတို့ object ခံရလူပါလားဆိုတော့မပါဘူးအစင်လိုက်ပဲဆက်စီနော်နေရာပါလားဆိုတော့ပါတယ်ကစားကွင်းတို့တို့ဒီထူပါတဲ့ preposition တို့ဒီထူပါတဲ့ preposition ဆိုတော့ကျွန်တော်ဗာထက်လိုက်ဆိုရင်ထူထက်လိုက်တယ် to the playground အဲ့တော့မှတ်ထားမှာက frequency ဆိုရင်ဘဝရဲ့အချိန်မှာဖြတ်ပြီးတော့ထည့်ရမယ်။အငင်းလုံးမယ်ဆိုလို့ရှိရင် not လာမယ် not ဒီဘယ်တော့မှ plain မဝင်ရဘူးအကူရှိဖို့လိုတယ်အဲ့ဒါခေါင်းထဲမှာထည့်နောက်ဟာရေဆိုရင်ဒါပဲပြောမှာ not ဒီအကူရှိဖို့လိုတယ်ဘဝမှာအကူဟာရှိရောမရှိရောစကြာတူကတကောင်တည်းနေရဆိုတော့အကူတွေလိုက်ခေါ်တော့ do နဲ့ dust တွေရောက်လာတယ် do ဒီအများတော့ dust တွေတခုရင်းတော့ not နဲ့ပေါင်းလိုက်တော့ don't နဲ့ dust ဆိုပြီးတော့ဖြစ်သွားတယ် don't နဲ့ dust နဲ့လည်းဝင်လဲဝင်အောင်ဘဝမှာရှုပ်တယ်ဆိုပြီးတော့ तू ကထွက်သွားပြီးတော့ तू အစားဘာထားခဲ့လဲဆိုရင် first zero ထားခဲ့တယ်ပြောချင်တာ s တွေပါရင်တော့မှပြုတ်သွားတယ် dust နောက်မှရှိရ sleep မှာ s မပါခြင်းဒီ ရှင်းမှာဒူးဒက်ဆိုတဲ့ဘတ်တူတူတွေကိုခွာလိုက်ချမ်းကြလို့နားလျာမယ်။ကဲမနက်ဖြန်ဒါလေးကိုအင်စာလောက်ခိုင်မယ်။မနက်ဖြန်ကျအဖြေတိုက်မယ်။နောက်တစ်မျိုးဆက်တယ်မယ်။